မြန်မာနိုင်ငံကိုစောင့်ရှောက်နေတဲ့နှစ်နှကားကြီးကြောင့်ငလေလောက်ရတာမှလို့ပြောလာတဲ့မိုင်းဖုံးဆရာတော်ဘုရားကြီးမက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မြင်းကလေးကြီးဟာမြန်မာနိုင်ငံကိုစောင့်ရှောက်နေတဲ့နှစ်နှကားကြီးနိုးထလာလို့ဖြစ်တာဖြစ်ကြောင်းပြောလာတဲ့သူကတော့မိုင်းဖုံးဆရာတော်ဘုရားကြီးပဲဖြစ်ပါတယ်။မိုင်းဖုံးဆရာတော်ဟာထွေရပေါက်ကတကိုးကြီးနဲ့ဆရာတော်တစ်ပါးဖြစ်တာနေဒီဝါရီကစောင့်ရှောက်နေရဖြစ်ပါတယ်။ဒါကြောင့်လဲမိုင်းဖုံးဆရာတော်ဟာကြားမြင်ရကသူများတွေမမြင်နိုင်တဲ့အရာတွေကိုဖောက်ထွင်းနေနိုင်တာသူတို့ဝိုင်းရဲ့စိတ်ကိုသိနိုင်တာအနာဂတ်ကိုခံပန်းတာတွေလုပ်နိုင်တာပါ။ ခုခါမှာတော့တကိုးကြီးတဲ့မိုင်းမုံဆရာတော်ဖျားကြီးကမြန်မာနိုင်ငံမှာငလေနှုတ်ရတာကမိုင်း3000လောက်ရှိလာတဲ့နဲ့တကားကြီးနှုတ်ထလာတာဖြစ်ကြောင်းကိုပြောလာပါတယ်။မိုင်းမုံဆရာတော်ကမြန်မာနိုင်ငံမြောင်းနဲ့တဲမှာမြန်မာကိုဆောက်ရှောက်တဲ့နဲ့တကားကြီးရှိကြောင်းအဆိုပါနဲ့တကားကြီးဟာနှစ်ပေါင်းများစွာကြာမှာတချိန်နှုတ်ထလာလိမ့်ရှိကြောင်းဒီလိုနှုတ်ထလာလို့ငလေနှုတ်ရတာဖြစ်ကြောင်းမိုင်းမုံဆရာတော်ကပြောလာတာပါ။ဒီလိုငလေနှုတ်မှုတွေကြောင်းအကုသို့များတဲ့လူတွေအသက်ဆုံးရှုံးသွားတယ်လို့မိုင်းမုံဆရာတော်ကမိန့်ပါတယ်။မိုင်းမုံဆရာတော်ကတည်ဆုံးသွားတဲ့လူတွေအတွက်အညာတန်းပေးဝေခဲ့ကောင်း ောက်တစ်ချိန်ငလင်းတော့မှမဟုတ်ဘူးလို့စိတ်မပူချဘူးလည်းပြောသွားပါတယ်။ဒါပေမဲ့လည်းတချို့သောသူတွေကတော့မိုင်းမုံဆရာတော့ပြောရင်နှကားကြောင့်ငလင်းလှုပ်တယ်ဆိုတာအခြေအနေမရှိဘူးလို့ဆိုကြပါတယ်။ဒါကြောင့်မိုင်းမုံဆရာတော့ထေရဝါဒနဲ့မတူဘဲမဟာယန္တာဗုဒ္ဓဘာသာနဲ့တူတယ်လို့ဆိုကြပါတယ်။ပရိသတ်တွေကရောမိုင်းမုံဆရာတော့ပြောရင်နှကားကြီးကိုဘယ်လိုမြင်ကြမလဲဆိုတာပြောသွားကြပါအောင်ရှင်။